ရန်ပွဲမှာပွဲတိုင်းမတွေ့ရပါမယ်ပါလာတဲ့ပွဲမှာဆိုလို့ရှိရင်လည်းတော်တော်ကြီးစိတ်တော့ပေးနိုင်ဆုံးကောင်း CCM မြူးစကေးတွေကလည်းတောင်းထောက်တော့ပါတယ်ပြင်မှာဒမ်းမိလည်းမသားထွက်ပြီးတော့မာလဲမာတယ် EB လင်းရေဆော့လို့ရအောင်မဟုတ်ဆော့ရင်လို့ရှိရင်ဂျန်ဂတိပါလုံးဝတတ်ဆော့လို့ရတယ်အဟီရောတော့လူကပဲဖြစ်ပြီးတော့လူကကိုတော့ကျွန်တော်ခိုင်မလို့ရသေးတာကြောင့်မလို့ဂိုက်လို့ရခြင်းဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ချိန်လေးမဆွဲပဲနဲ့ကျွန်တော်တို့ပစက်ကစားပြီးရှင်းပါပေးမယ် Bring it down, make it clap. Three old thoughts, new glow. ်လူကတ်မှာမန္တာဘာဒံမပါဘူးဒါပေမဲ့အန်အာဂျီဘာဒံနဲ့တူတဲ့ resort ဘာဒံဆိုတဲ့ဟာလေးပါလာတယ်လူကတ်ဒီတိုင်းနေနေမှာဆိုလို့ချင်းစက္ကန့်တိုင်းမှာ resort တွေ plus 1တက်မှာဖြစ်ပါတယ် ဒါပေမဲ့အနာမျိုးဓာမိတ်သွားပြီးမှဆိုလို့ရှိရင်ပလက်3တက်မှာဖြစ်ပါတယ်အဲ့တော့နားလဲလဲအောင်ပြောရမှာလို့ရှိရင်အဲ့အနာဂျီလန်ကအနာမျိုးဓာမိတ်ပြီးမှဆိုလို့ရှိရင်မြန်မြန်တက်လိုက်မယ်ဒီလိုလေးနဲ့တစ်ဖေးဖေးချင်းနေ resource energy ကိုစုမယ်စုပြီးလို့ရှိရင်အနာဂျီဘာဒန်ပြည့်သွားရဲဆိုတာနဲ့အဲ့ဒါအာဒီမိတ်ကမီးနင်းလာလိုက်မယ်တကယ်လို့ brother resource energy ဘာဒန်ပြည့်လို့အာဒီမိတ်ကိုတောင်းနေမှာလို့ရှိရင် brother ရဲ့ lookup က b form ပြောင်းသွားလိုက်မယ် lookup က b form မှာဆိုလို့ရှိရင် test lookup အောင် resource တန်းကုန်နေအဲ့ကြောင့်မလို့သူက၁၀စက္ကန့်နေပဲအခမ်းမှာဖြစ်ပါတယ်၁၀စက္ကန့်ခံရတဲ့သူကတကယ်ဘာမှမလုပ်ဘဲတိုင်းရက်နေမယ်အနာမျိုးဘာဒန်ပြည့်မှပေးဆိုလို့ရှိရင်၁၀စက္ကန့်အနိုင်ဆုံးခံ မယ်ဒါပေမဲ့အများဆုံးခံတဲ့ဟာကျွန်တော်ပြမယ်တကယ်လို့ကိုကအာဒီမီတုံးထားပြီးတော့ဘီဖောင်ချင်းနဲ့ရောက်နေမှဆိုလို့ရှင် NMU သွားပြီးဓာတ်မေပြီးအဲ့ကြလို့ရှင်ကိုယ့်ရဲ့ resource တွေကနည်းနည်းပြန်ပြီး recovery လုပ်တဲ့အနေနဲ့ပြန်တက်ပြီးရေပေါ့နော်လုံးဝဘာမှမလုပ်ရတဲ့ဆိုလို့ရှင်အဲ့လိုမျိုး NMU သွားပြီးဓာတ်မေပြီးမှဆိုလို့ရှင်ကိုယ့်ရဲ့ resource တွေကပြန်တက်တယ်အဲ့ကြလို့ရှင်အများကြီးပို့ပြီးတော့ဘီဖောင်အကြာကြီးပို့ခံနိုင်မယ်ဒီမှာဆိုလို့ရှင်ကျွန်တော်ဘီဖောင်ရဲ့ကြာချိန်ကစက္ကန့်30လောက်ရှိရေခွာဘာမှမလုပ်ပဲနေလို့ရှင်10စက္ကန့်မှခံမယ်တကယ်လို့ချမယ်ဆိုလို့ရှင်တော့စက္ကန့်30လောက်ဒီကိုခံတယ် လူကာစကေးဘောင်းကိုသုံးလိုက်မယ်ဆိုလို့ချင်းလူကာဆိုလို့ချင်းတတ်မှတ်ထားတဲ့နေရာကိုလက်သီးနှစ်ဖက်နဲ့ရှေ့ကိုဆက်ပြီးထိုးလိုက်မှဖြစ်ပါတယ်။တကယ်လို့စကေးဘောင်းထိုးလဲတဲ့နေရာမှာ enemy ရှိမယ်ဆိုလို့ချင်း enemy ကို physical damage ပြင်မှာသူ့ရဲ့ might ပြီးလိုက်ပြီးသွေးပြန်တာပါဖြစ်ပါတယ်။လူကာရဲ့စကေးဘောင်းက study ဘောမူတည်ပြီးတော့သူကစကေးဘောင်းကထပ်ပြီးပြောင်းလဲပါသေးတယ်။ lane minion တွေဂျန်ကခရီးတွေရန်သူတွေကို visitor ချပြီးတော့သူ့ရဲ့ stat တွေကိုစုလို့ရတယ်။ Star 1ရှိတဲ့ scale 1ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုပြင်မလဲဆိုတော့ကျွန်တော်ပြပေးမယ်။ Star 1တစ်ခုရှိတဲ့ scale 1ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်ရန်သူကိုတစ်ခါ knockback stun ပြီးတော့ damage 3ကစတိုက်ဝင်ပါပါ။ပ ြီးလို့ရှိရင်ကိုနောက်ဆွဲခေါ်มาပါသူ scale 1 indicator ကလည်း nova ဖျားမဲ့နေရာတွေဓာမိဝင်တဲ့နေရာတွေကိုသူကသတ်မှတ်ပေးထားတယ်ရန်သူကဒီနားမှာရှိမယ်ဆိုလို့ရှိရင် nova stand ဝင်မယ်ပြီးရင်ဓာမိ3ကဝင်ပြီးတော့ကိုနောက်ဆွဲခေါ်มาဖြစ်ပါတယ်တကယ်လို့ရန်သွားဒီနားမှာမရှိဘဲနဲ့အဝိုင်းထဲမှာရှိနေမှာဆိုရင်တော့ရှေ့ရ Nova Stand မဝင်မဲနဲ့ဓာမိတော့ကပေးမယ်ပြီးလို့ရှိရင်ကိုနောက်ဆွဲခေါ်မယ် stat တစ်ခုနဲ့ skill 1ကြောင်းတော့နားလိုက်မယ်ထင်တယ်အဲ့တော့ stat တစ်ခုနဲ့ skill 1ကြောင်းလေးကျွန်တော်ဆက်ပြီးရှင်းပြပေးမယ် stat တစ်ခုရှိတဲ့ skill 1ကိုတောင်းလိုက်မယ်ဆိုလို့ရှိရင်ရန်သူကိုနှစ်ခါဇက်တိုက် nova ဖြစ်မယ်ပြီးရင် damage တော့ကဇက်တိုက်ဝင်မယ်ဒီ stat တစ်ခုနဲ့ skill 1တောင်းလာခြင်းမှာဆိုလို့ရှိရင်လူကက CC immune ဖြစ်နေမှာဖြစ်ပါတယ်ဒါပေမဲ့ brother တို့ကိုသိထားသိကျင်တာက stat တစ်ခုနဲ့ skill 1မှာတုံးတုံး stat တစ်ခုနဲ့ skill 1မှာတုံးတုံးအဲ့တုံးထားတဲ့မှာဆိုလို့ရှိရင်လူကကဘာမှရွေးလို့ရမှာလည်းမဟုတ်ဘူးလို့တခြား spell တွေတုံးလို့ရမှာမဟုတ်ပါဘူး တန်နှစ်ခုနဲ့စကေးဝမ်ကိုစောနာတိုင်းရှင်းပြမယ်လို့ရှိရင်ဒီအပိုင်းမှာအန်နမီရှိမယ်လို့ရှိရင်နော့ဘတ်ကစတန်နှစ်ခါလုံးထိမယ်ပြီးလို့ရှိရင်ဒါမေ့၃ခါဝင်မယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီစပိုင်းမှာပဲအန်နမီရှိမယ်ဆိုလို့ရှိရင်တော့နော့ဘတ်ကတစ်ခါပြည့်မယ်ပြီးလို့ရှိရင်ဒါမေ့၃ခါစတိုက်ဝင်မယ်ဘယ်လောက်နေနေစကေးဝမ်ထွက်တဲ့ဒါမေ့ပြေးဝပေးနေတယ်လို့ရှိရင်တော့လူကတ်နဲ့နီနီနာမှာထားပြီး၃နာပို့ပြီးကောင်းတယ်ပြီးလို့ရှိရင်လည်းစလက်ကိုနှစ်ခုလုံးအပြည့်စုစုပြီးမှ၃ step နှစ်ခုနဲ့ scale 1ဆိုလို့ရှိရင် step တစ်ခုနဲ့ scale 1ထပ်ကောရိုးရိုး scale 1ထပ်ကောအကုန်လုံးတားတယ်လူကရဲ့ scale 1ဆိုလို့ရှိရင်နေရအထူပဲဖြစ်ဖြစ်အပားပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်မကြော်နိုင်ပါဘူးဒါပေမဲ့ step 1ရှိရဲ့ scale 1ကိုတောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ ဒီလိုမျိုးနေရံအထူကြီးရလွယ်လို့ရှိရင်ကျန်တဲ့နေရံအပားလေးဆိုရင်ကြော်လို့ရတယ်ဒီမှာကြီးကျွန်တော်ပြမယ်အခုဆိုရင်ဒီမှာကြီးကျွန်တော်ပြမယ်နော် scale 1 stack ကတစ်ခုရှိရဲအဲ့တော့ဒီလိုမျိုး target အကွင်းနေ log အကွင်းနေဒါမှမဟုတ်အလေလင်းရမျိုးနေရံအပားလေးဆိုရင်ကြော်လို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းဒါလိုရင်ကြော်လို့ရတယ်ကွာအနေရံအထူကြီးမဟုတ်သေးဘူးဒါကဒါပေမဲ့ stack တစ်ခုနဲ့ scale 1ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်ကြော်လို့မရတဲ့နေရံဆိုတော့တော်တော်ကြီးကိုရှားပါပြီဒီမှာ target နောက်ကကွင်းဆိုရင်လည်းကြော်လို့ရတယ်ဒီနောက်ကကွင်းဆိုလို့ရှိရင်လည်းကြော်လို့ရတာပဲ ဒါပေမဲ့သူကြော်လို့မရလို့ဒီတင်းကုတ်ကြီးနားနေရမယ်ချီရကွာတိလားအဲ့ဒါဆိုတော့အလေတဲ့တရားနေရဆိုလို့ချင်းကြော်လို့မရဘူးဒါပေမဲ့ဘေးလောင်းနေဆိုရင်တော့ကြော်လို့ရဥမာကွာတိမှာဒီလိုမျိုးခြုံလေးထွက်နေလို့ရှိရင်တော့ကြော်လို့ရတယ်အဲ့လိုမျိုးပပလေးဖြစ်နေတဲ့နေရာမှာဆိုကြော်လို့ရရကွာမဟုတ်လို့ချင်းတော့ကြော်လို့ရမှာမဟုတ်ဘူး scale 1ကျောင်းတော့ဒီလောက်ပဲ scale 2ကျောင်းလေးကျွန်တော်ဆက်ပြီးရှင်းပါပေးမယ် လူကာရဲ့စကေတူသုံးလိုက်မှဆိုလို့ချင်းလူကာကတက်သွားလိမ့်မယ်ပြီးရင်သူ့ရဲ့ဖစစ်တက်ရိန်ကို၄စက္ကန့်တိတိချဲ့ထားပေးမယ်ဒီဖာလေးကော်မကုံကိုဒီရောက်ကဟာလေးကြည့်ပြီးတော့လည်းသိနိုင်ပါတယ်သူ့ရဲ့ချဲ့ထားတဲ့ဖစစ်တက်ရိန်ကိုတော့အဝါရောင်စပိုင်းလေးနေနဲ့ဘာသာလုံးနဲ့တွေ့နေရမှာဖြစ်ပါတယ် တကယ်လို့ brother တို့က skill 2သုံးပြီး enemy ကို state တက်ရသွားထုတ်ရမယ်လို့ရှင်ချက်ချင်းလို့ဆိုလို့လူကက enemy နောက်ကိုရောက်ပြီးတော့တစ်ချက်သွားထုတ်အောင်ဖြစ်ပါတယ်သူ skill 2နဲ့ပြေးထိုးတာရှေ့ဘက်ကထိုးရင်နောက်ဘက်ရောက်ပြီးနောက်ဘက်ကထိုးရင်ရှေ့ဘက်ရောက်တယ်တောင်ဘက်ကထိုးရင်မြောက်ဘက်ရောက်ပြီးမြောက်ဘက်ကထိုးရင်တောင်ဘက်ရောက်မှာဖြစ်ပါတယ်တကယ်လို့ brother တို့က skill 2သုံးပြီး visit တက်သွားချလိုက်မယ်လို့ရှင်လူကက new fat တွေရမှာဖြစ်ပါတယ်ဘယ်လိုမျိုး new fat လဲဆိုလို့ရှင်လူကရဲ့ visitor rate ဟာကျယ်နေလိမ့်မယ်ပြီးရင် lightning fat တွေနဲ့အတူသူ့ရဲ့ visitor ကို extra damage တိုးပေးမယ်ပြီးရင် movement speed 20%တိုးမှာဖြစ်ပါတယ်ဒီ fat တွေရဲ့ကြာချိန်က၄စက္ကန့်ဖြစ်ပါတယ် ်ကေတူးနဲ့ကြော်လို့ရတဲ့အကွာအဝေးရလည်းတော်တော်လေးကိုရှည်တာဖြစ်တာကြောင့်မလို့နေရန်တော်တော်များများတော့ကြော်လို့ရတယ်လောနောက်ကကွင်းရင်လည်းကြော်လို့ရတယ်ဒီလိုမျိုးနေရန်ပိုင်းလည်းကြော်လို့ရတယ်ဒါပေမဲ့တခုရှိတာကတက်ငုတ်ကြီးရှိတဲ့နေရန်ကတော့ကြော်လို့ရမှာမဟုတ်ပါဘူးဒီကောင်ကဝေါ်လက်စာတွေကြော်လို့ရတယ်ကွာဝေါ်ထူဆိုရင်တော့ကြော်လို့မရတော့ပါဘူးစကေတူးကြောင့်လည်းနားလဲပါသေးဆိုတော့လူကရဲ့အတီမင်ကြောင့်လည်းကျွန်တော်ဆက်ပြီးရှင်းပါပေးမယ် လူကရဲ့အာဒီမိတ်ကရက်ဆိုရန်ပြေးနေလို့ရှိရင်သူကတုံးလို့ရမှာမဟုတ်ပါဘူးတုံးလို့မရတဲ့ပြင်ကမှသူကပိတ်ကိုပိတ်ထားမှာညာရက်ဆိုရန်ပြေးရင်တော့အချိန်တစ်ခုတည်းဆောင်းရင်ဆောင်းမဆောင်းရင်လို့ရှိရင်အန်အမ်မျိုးဒမ်းမစ်သွားပြီးပြောအမြန်ပြေးအောင်လုပ်လိုက်လူကရဲ့ရက်ဆိုရန်ပြေးလို့အာဒီမိတ်တုံးလိုက်ပြီဆိုလို့ရှိရင်ဘီဖောင်ပြောင်းမယ်ဘီဖောင်ပြောင်းပြီလို့ရှိရင်သူကအာဒီမိတ်ကထပ်တုံးလို့ရမှာဗျထပ်တုံးလိုက်မယ်ဆိုလို့ရှိရင်ကူရာမရဲ့ဒေးဗီဘုံနဲ့လန့်ပြင်မယ်ဒေးဗီဘုံပောက်ခွဲသွားတဲ့နားမှာရှိတဲ့အန်အမ်မီအကုန်လုံးကိုတူညီတဲ့ဒမ်းမစ်တွေကိုအကုန်လုံးထိစီမှာဖြစ်ပါတယ်ပြီးတော့လေအာဒီမိတ်ဘီဖောင်မှာဆိုလို့ရှိရင်သူ့ရဲ့အထရီဘျူတွေကို20%တိုးပေးပါတယ် မာတို့ရင်ဘာလို့နေကြည့်လိုက်ဘာမှတိုးနေအောင်မတွေ့ရဘူးအခုကျွန်တော် B form သုံးလိုက်မယ်ဆိုလို့ရှင်တိုးသွားတဲ့ attribute တွေကတော့ AB physical attack attack speed physical defense နဲ့ magic defense ပြီးရင် attack range ကိုတိုးပေးမှာဖြစ်ပါတယ်ပြီးရင် B form ရဲ့ movement speed ကိုလည်းတတိတိုးပေးမှာဖြစ်ပါတယ် enemy တောင်းပြီး B form ပြောလိုက်လို့ရှင် B form ရဲ့ scale 1 2တွေကလည်းပုံမှန် human form ရဲ့ scale 1 2နဲ့တိုက်ပြီးမတူရဲ high လည်းရှိပါတယ်ဒီမှာ B form ဆိုရဲ scale 1ဆိုလို့ရှင်သူက နော့ဘော့ကပါတယ်ပြီးရင်တစ်ချက်ကုတ်လိုက်တယ်ပေါ့နော်ဟူမန်ဖောင်းရဲ့စကင်မကတော့ရိုးရိုးသုံးလို့ရှိရင်တော့ဒမ်းမေးပဲပေးမယ်နော့ဘော့အောင်ပါဘူးဒီမှာဆိုလို့ရှိရင်နော့ဘော့လည်းပါတယ်ဒမ်းမေးလည်းပါတယ်ဒါပေမဲ့အနီးနားကပ်ပြီးသုံးပါကွာဘီဖောင်းရဲ့စတတ်ကူရှိရဲ့စကင်မကိုသွားနိုင်မယ်ဆိုလို့ရှိရင်နော့ဘော့တစ်ချက်ပါမယ်ပြီးလို့ရှိရင်ဒမ်းမေးသုံးအောင်ဆက်လိုက်ထိမယ် တန်းတစ်ခုရှိရဲ့စကေးမောင်းသုံးလိုက်မယ်လို့ရှိရင်နောက်ဘက်နှစ်ခါဇက်တိုက်ပေးမယ်ပြီးရင်ဒါမိတ်သုံးခါဇက်တိုက်ဝင်မယ်ဟူမန်ဖောင်သုံးတာနဲ့တူတော့တူဝင်မယ်သူသုံးတဲ့ပုံစံပါညာကတော့ကွဲတာပေါ့သိရမှာဒီကောင်ကတော့အဲ့လိုမျိုး rain away ရောက်တယ်ပြီးလို့ရှိရင်နောက်ဘက်ကနည်းနည်းကြာတယ်ဒီ b phone scale 1ရဲ့ထူးခြားချက်ကသူက step မရှိလဲနောက်ဘက်ပေးတယ်ကွာဒါပေမဲ့ step ရှိရင်တော့နောက်ဘက်ပေးတဲ့ဟာပိုများတယ်ဟူမန်ဖောင်မှာဆိုလို့ရှိရင် step မရှိလို့ရှိရင်လုံးဝနောက်ဘက်မှာမပေးဘူး step တစ်ခုကစချင်မှနောက်ဘက်ပေးတာဒီမှာဆိုရင် brother တို့တခုပြောချင်တာတခုကဟူမန်ဖောင်မှာလိုမျိုး scale 1ကွာ step ရှိလို့ရှိရင်နေရာကျော်မျိုးမရှိဘူးဒီမှာဆိုလို့ရှိရင် ်နိုးစတက်လည်းနေရာမကျော်ဘူးစတက်တစ်ခုရှိလည်းနေရာလုံးဝမကျော်ဘူးစတက်နှစ်ခုရှိလည်းနေရာလုံးဝနေရာပပလေးကျော်တော့မကျော်ဘူးဒီကောင်ကဘာလို့မကျော်လဲဆိုလို့ချင်း human bone ရောက်ရှေ့ကိုဓာတ်ပြီးတော့သူက scale 1သုံးတာကွာဒီ beef bone ရောက်တော့ဓာတ်ပြီးသုံးနိုင်မှာမဟုတ်ပဲနဲ့သူကအဲ့လိုမျိုးရှေ့ကိုဝင်လုံးပြီးချရမျိုးဆိုတော့အဲ့ကြောင့်လို့နေရာပပလေးတောင်မကျော်ဘူးထူကြီးလည်းမကျော်ပါဘူးဒီ beef bone ရဲ့ scale 2ကိုသုံးလိုက်မယ်ဆိုလို့ချင်းသူက ရှေ့ကိုထပ်သွားမယ်ထပ်ပြီးလို့ရှိရင်ဗစ်တက်ချလို့ရှိရင်ပြေးခုံပြီးတော့ enemy ကိုနော့ပေးပြီးတော့အဲ့လိုမျိုး lightning fight တွေနဲ့ပြန်ပြီးကုန်မယ်ပေါ့နော် human form ရဲ့ skill နဲ့မတူတာ human form ကြတော့ပြေးထိုးလိုက်လို့ရှိရင်သူကနောက်ကိုရောက်သွားတယ်ပြီးရင် lightning fight တွေနဲ့ထိုးတယ်ဒီကောင်ကကြတော့နောက်ကိုမရောက်ခင်းနဲ့ noble fight အနေနဲ့အဲ့လိုမျိုးချတာပေါ့နော်ခုဆိုလို့ရှိရင်ကျွန်တော် skill ကြောင်းနေရှင်းပြတာ passive skill 1 skill 2 ultimate နောက်ထပ် b form ရဲ့ ultimate ပြီးရင် b form skill 1 b form skill 2အကုန်လုံးရှင်းပြပြီးသွားပြီအဲ့တော့ကျွန်တော်ဘယ်တဲ့မှာဘလို့တော့ချရမယ်ဆိုတော့ကျွန်တော်စိုက်ပြီးရှင်းပြပေးမယ် ကိုကအေးပြီးစဉ်းစားလို့ဗတ်တဲ့ join ရတာဖြစ်ဖြစ်ဂျန်ငယ်ဆော့ပြီးတော့လိန်ကန်ကြီးလောက်ချင်တာဖြစ်ဖြစ်လို့ရှင်အာဒီမိတ်ကိုရင်တော့သုံးပြီးလို့ရှင် skill 2သုံးပြီးရနဲ့ visitor တစ်ချက်သွားခိုးလိုက်အဲကြရင် skill 1 stack ကတခုရလိမ့်မယ်နောက်တစ်ချက်ထပ်ခိုးပြီးတော့ skill 1ထပ်သုံးလိုက်အဲ့ဒါဆိုလို့ရှင် maximum နဲ့မေးရတော့သူကတော်တော်ကြီးကိုကိုင်းသွားအများကြီးကတေကန်ကြီးလောက်ဖြစ်သွားမှာသူတို့ flicker ပါညာခုံကြီးသွားမှာဆိုလို့ရှင်လည်းတေးပြီးပုံနဲ့လမ်းဆော်လိုက်ဒီကတော့ရှေ့ရ front liner တွေအိမ်မဲ့စားနောက်က maximum နဲ့မေးတွေအဲ့ကောင်တွေကိုသွားပြီးနှိုက်တာပို့ပြီးတော့ကောင်းတယ်ဘာလို့ဆိုတော့ ဒီကောင်ဒီစေးပဲမတားဖြတ်ဖို့ခတ်တဲ့ထဲမှာပါတယ်ကွာပြီးတော့ဘတ်တယ် join ကနေမ join ခင်မှာဆိုလို့ရှိရင်ကွာ scale one stock ကိုအရင်စုထားလို့ရတယ်စုထားပြီးမှ table form ပြောင်းလဲ scale one stock ကအဲ့တိုင်းပါသွားရတယ်ကွာဒီမှာဆိုကြည့်လိုက် တွေ့လား scale 1ကို stand တစ်ခုနဲ့ပါပါလဲ scale 1 stand တစ်ခုနဲ့ဇာတ်ကြီးမဝင်သွားနဲ့ကွာအဲ့ဒါတော်တော်ကြီး range ဝေးတယ်အဲ့တော့ scale 2နဲ့ရင်သုံးပြီးမှ no bet ပေး scale 1နဲ့အနီးကပ်သွားပြီးတော့အဲ့လိုမျိုးအကုန်လုံး damage ဝင်အောင်သုံးလိုက်အဲ့ဒါပို့ပြီးတော့ဆင်းပြီးတယ် scale 1နဲ့ညီမလို့ဝင်တော့အဲ့ဒါတော့အပြေးပေါ်မထိပဲနဲ့ရှောင်လို့ရတဲ့ကောင်နဲ့ရှောင်ရလိမ့်မယ်ကွာဒီက scale 2နဲ့ base တက်သွားချရင်အဲ့ကောင် no bet ဖြစ်သွားမှာအဲ့ကြမှာကိုက scale 1 damage အပြေးပေါ်ပေးကဲဒါဆိုလို့ရှိရင် luka နဲ့သုံးရမယ့် item set နဲ့ amulet set တွေကျွန်တော်ပြောပြပေးမယ် ကျွန်တော်ပြောပြမယ့် idea set ကတော့ကျွန်တော် EAB မှာစဉ်းစားလို့ရမယ့် idea set ဖြစ်ပါတယ်ပထမအနေနဲ့ဖဏတ်ကတော့ဆိုရင် variable တွားလို့ရလို့ top 2လည်းတွားလို့ရတယ် variable ကတော့ physical defense ဖြစ်ပြီး top 2ကကြတော့ magic defense နဲ့ resilient နည်းနည်းရမယ်ဟွာပြီးရင် fight line နဲ့ကျွန်တော်တို့က spare band ဖြစ်တဲ့ကျွန်တော် wire ကိုထည့်မယ်ဘာလို့ဆို true damage လည်းအကောင်ပါတယ်နောက်တစ်ခုကကျွန်တော် true damage ဖြစ်တဲ့ thunder bolt ထည့်ပြီးတော့ထည့်ထည့်မယ် ီးတော့လည်း physical defense မန်ဂျီ defense အကောင်ပေးမှာကွာတက်အတန်နေရင်တော့ကျွန်တော် domain name ကိုသွားမယ် domain name ကတော့ anti heat item ဖြစ်တယ်ပြီးတော့ physical defense လည်းများများလေးပေးနေတာဆိုတော့ကျွန်တော်အဲ့ဒါသွားမယ်ကိုဘက်က anti heat item တွေသွားထားရဲဆိုလို့ရှိရင်လည်းအဲ့ဒါမသွားချင်လို့ရှိရင် anti chorus ကိုသွားလို့ရတယ်ကိုဘက်က aurora လို့ကောင်းမြတ်ပါလို့ရှိရင်လည်း athena သွားလို့ရတယ်လို့ oracle လည်းသွားလို့ရတယ်ပြီးရင်နောက်ဆုံးက queen win ဒီက item ကတော့ why thunderbird queen win အဲ့သုံးခုကတော့လုံးဝ combo item ပဲကွာလုံးဝတွဲရပဲချင်းရင်လို့ရှိရင်ဒီ anti chorus ကိုအသီနာချင်းလို့ရတယ် domain name ချင်းလို့ရတယ် နောက်ဆုံးဟာကိုအတီနာပါညာချိန်လို့ရရယ်ကွာသိရမလားအဲ့ရရန်ကူကတော့ကိုသွားကျင်တဲ့ defend ဟိုဘက်က enemy drop ပေါ်မူတည်ပြီးရော hero တွေပေါ်မူတည်ပြီးရောကိုက loader ဆက်လို့ရတယ် amblan ပြောပြရမယ်လို့ချင်း amblan ပါလို့ချင်းကျွန်တော်အစစ်စစ် amblan ကိုသုံးတယ်ပြီးရင်ပြီးရင်အထီးပြီးတော့ကျွန်တော် tray ကိုယူတယ်ပေါင်းဆို double attack 16တိုးပေးရယ်ကွာ minor damage နဲ့တော့ကျွန်တော် tenacity ကိုသုံးခဲ့ခြင်းနဲ့အဲ့ခါမှာ damage reduction 5%ပါတယ်ကွာ ဲ့ဒါအပြင်မသုံးချင်ဘူးလို့ရှိရင်လည်း festival ballot ကိုလည်းသုံးလို့ရသေးတယ်အဲ့တော့သုံးရင်တော့နည်းနည်းတော့ပျော်မယ်သွေးများကြီးပိုတိုင်မယ်ကျွန်တော်ကတော့ tiny city ပဲသုံးတယ်ဘာလို့လဲဆိုတော့ eap ဆိုတော့အမာပဲဆော့လာများတယ်ပြီးရင် major deadline ကတော့ကျွန်တော် temporal rain ကိုသုံးတယ်အဲ့ကောင်က rtm သုံးလိုက်တာနဲ့ scale 1 2ကိုကူးတော့1.5 size မြန်လေးရဆိုတော့အဲ့ကောင်ကပို့ပြီးတင်တော့တယ် eap ဆိုတော့လည်း budget စပြေကဘာမှတိတ်ထွေရူမရှိဘူးဘာညာမယ်ယူလိုက်တနေ့ flick ကဒီဘာညာတွေကမကောင်းဘူးကလုံးဝမကောင်းဒီကမာကျင်တာကွာမာပြီးကိုကခေါင်းတို့ပေးကျင်တာဆိုတော့ဖန်ညံ့နေပဲအကောင်ပို့ပြီးတင်တော့ဆုံးမယ် ခုကတော့ EV software brother တွေအတွက်ကျွန်တော် item set နဲ့ emblem set ပြောပြခဲ့တာတကယ်လို့ jungle software ဆိုလို့ရှိရင်လေထိုနည်း၎င်းမှာမတူတဲ့ဟာဆက်မယ်ပေါ့နော် video ကတော့ iview review ချင်းယူတယ်ပြီးရင် wire ဘူးနဲ့ torch brother တို့ကြိုက်တာကိုသွားကျွန်တော်တော့ torch ပဲသွားနေချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ resilient ရတာဟုတ်ပြီးရင် fast light တန်းကတော့ကျွန်တော် wire မသွားဘူး hana side သွားမယ်ဘာလို့ဆိုတော့အဲ့ hana side က scale 1နဲ့လုံးလုံးတယ်ကွာသိလား scale 1သုံးလို့ရှိရင်အဲ့ hana side ရဲ့ passive point ပြီးရင်အဲ့ဒါပြီးမှဝါးရီသွားမယ်တန်နာဘတ်မသွားဘူးလို့ဆိုတော့တန်နာဘတ်ကမသွားတော့ဘူးဘာလို့ဆိုတော့ဟန်နာဆွိုက်သွားလိုက်တယ်ခွာအကောင်ဆိုတာပြီးလို့ရှိရင်ကွင်းဝင်သွားလို့ရတယ်ဒါမှမဟုတ်အန်နီကူရသွားလို့ရတယ်ဒါမှမဟုတ်အတီနာသွားလို့ရတယ်ကျန်တဲ့အိုင်ရန်၃ကောင်က brother ထက်ထည့်ကျင်နေဆိုလို့ရှိရင်စီးရဘက်ပိုင်းကထက်ထည့်လို့ရတယ်ဒါမှမဟုတ် defense အိုင်ရန်၃ကောင်သွားမှဆိုလဲသွားဘာလို့ဆိုတော့ဒီကောင်စီမီဆော့တာပဲကောင်းနေဘာလို့ဆိုတော့ဒီကောင်ကနည်းနည်းပြော့ရတယ်မှာပါတယ်ပြီးတော့ spare van နဲ့ခြားတယ်ကောင်ကစပယ်နဲ့ခြားတယ်ကောင်အဲ့တော့ အမာဆော့ပြီးဝါအေးနဲ့စပယ်ပါလို့လို့ရှင်ဒီကောင်မတားတိုင်းမထွက်တယ်မှာပါတယ်အဲ့တော့ကျွန်တော်သုံးစီကျင်တာကတော့ဟန်နာစိုက်ဖက်လိုက်တယ်ပြီးရင်ဝါအေး channel 3ကဘာသာကြိုက်တာတော့ပြီးလို့ရှင်ကွင်းဝင်းတော့မပါအောင်ဖြစ်ထည့်ပေးသုံးရမယ့် idea နဲ့ emblem နဲ့ကြာ season emblem ကိုသုံးတယ်ပြီးရင်3 season hunter နဲ့ temporary retribution ကတော့မပါအောင်ဖြစ်ကွာ channel ဆောက်အောင်ပါဆိုတော့ဒီပထမ game လေးကတော့ကျွန်တော်လူဝက်ကိုအေးပြီးဆော့ပြထားတဲ့ game လေးနောက်တစ်ခါကတော့ကျွန်တော် retribution နဲ့ဆော့ပြီးတော့ channel ဆော့ထားတဲ့ game လေးပေါ့နော် ဒီအေးဒီမှာဆိုလို့ရင်ကျွန်တော်ကဒါဂျူလီယန်နဲ့ထင်းရမှာဂျူလီယန်ဆိုတော့သူကလည်းစပယ်ကိုကလည်းစပယ်ကွာနောက်ကောင်လုံးကသွေးတက်တွေကြီးပဲအရင်တော့ကိုက skill one stock ကိုစုရင်လည်းကြောင့်မလို့ကိုကပေါ်တင်ပဲလေယောက်မှတက်ပြီးနေတယ်ပြီးလို့ရှိရင် skill one stock ကိုစုမယ် တကယ်လို့အနမီကကိုနားကတ်လာမယ်ဆိုလို့ရှိရင်စကေးဘောင်ကိုကျိုးပြီးတော့အဲ့လိုမျိုးချိန်ပြီးတုံးလိုက်ကွာအဲ့ကြလို့ရှိရင်အဲ့ကောင်လည်းဒမေအပြည့်ဝင်ပါလိမ့်မယ်တုံးမဲ့ဆိုလို့ရှိရင်အဲ့ကောင်ကိုနားနီနီကကရောက်လာမှာတုံးကွာမဟုတ်လို့ရှိရင်ဒမေကအပြည့်ကိုမဝင်မှာဆိုလို့ဖိုဘက်ကဂျူလင်ရဲ့မစော့တော့လည်းမသိဘူးသူက level 1နဲ့လာဖိုင်တာ level 3တော့နဲ့ဖိုင်နေတာမှနည်းသူတင်ကိုတင်ပြန်ချလို့ရတယ် level 1နဲ့ဆိုတော့ကျွန်တော်ဒမေကမတားထွက်တယ်ဗျာအဲ့တော့သူရှင်ဖိုင်လို့မြင်အောင်ကျွန်တော်လည်းဂျူလီယန်ဟိုတင်နေတော့ကိုရှိပြီးတော့ခွာတယ်ပြီးလို့ရှိရင်ခရီကိုမြင်မြန်ပြန်ပြီးတော့ရှင်းပဲပေါ့နော်မြန်မြန်ပြန်ရှင်းပြီးတော့ကိုက level 4ရောက်အရင်ဖိုင်ရမှာကွာဖိုင်မှတတ်တယ်ပါတယ်ကြာလို့ရှိရင်ကိုက level 4ဥက းပုံရလို့ချင်းရင်လုံးသွားပြီးသွေးသွားလျှော်တာတော့တက်တာအဲ့လိုမျိုးရင်လုံးတင်တယ်။အဲ့တော့ကျွန်တော် level 4ရအောင်လို့ဒီနာ EB Creed ကိုစားတယ်။ Jungle Free စားပြရတယ်ကျွန်တော်လည်း Junior level က2000ပဲရှိအောင်မယ်ဆိုတော့လိမ့်ဖြတ်ရှင်ကိုကျွန်တော်ကြိုးစားတယ်။ လိန်ပြချင်းလို့ရလားမရလားဆိုတာလေဟိုဘက်ကဟီးရိုးဘောမူတီးပြီးတော့ကြည့်ဂျူလီယံ level 3မြောက်လို့ရှင်အဲ့ကောင်ဘာမှမဟုတ်ဘူးကွဒီဂျူလီယံနေရာမှာသာကျွန်တော်ခြောင်ဖြစ်ကြည့်ရင်တော့မှကျွန်တော်လိန်ပြချင်းဘောအဲ့လောက်ကြီးတတိရှိမှာမဟုတ်ဘူးဒါဟိုဘက်ကဂျူလီယံတော်တော်လေးကို level နေနေလို့ကျွန်တော်ကအဲ့လောက်ကြီးမသေးပါဘောနော်တကယ်လို့ဟိုကောင်မှသာ level 3ကြည့်ရင်ကျွန်တော်ဒီနေရာမှာသေးပါပြီကွာပြရတဲ့လိုက်ချတာသွေးရတုံးတော့ပဲကျွန်တော်လေဆိုတော့ကျွန်တော်ရေ record ထောက်ပြီးတော့အိမ်မြန်လိုက်တာပို့ပြီးကောင်းတယ်ဘာလို့တော့လိန်မှာဆက်မနေသေးတော့ကွာဒီလာနေရဲ့မီနီယံတော့ကိုရှင်းမိရင်လည်းသူလည်း level 3လောက်ရောက်ဝင်ပြီအဲ့လိုဆိုရင်ကျွန်တော်သူ့ကိုဘယ်လိုချက်ချမနိုင်တော့ဘူးကျွန်တော်သွေးရဲ့စက်နဲ့ဆိုကျွန်တော်ကပြန်သေးမှာကွာ ာဘလူကကတာတယ်ကေးရဆိုတော့ကျွန်တော်လည်းလာကြည့်ပေးရတယ်ဟိုဘက်ကမေးရမြလာပြီးတက်သွားမလား retreat များခိုးပေါက်သွားမလားဆိုပြီးကျွန်တော်ခြုံလေကုန်စစ်ပေးမှာကျွန်တော် EAB လေးကိုပြန်သွားတယ်ဒါပေမဲ့ဦးလက်ကလာနောက်ကြပြီးတော့အလူကက review ရပါတယ်လင်းရှင်းတဲ့ခါမှာဆိုလည်း security အသုံးပြုရှင်းမဲ့တာအဲ့လိုမျိုးလေး basic တက်တွေနဲ့ခြားကြပြီးတော့လက်ရည်တွေစားတာပိုကောင်းတယ်ဘာလို့လဲဆိုရင်ကိုယ့်ရဲ့ဒီက scale က scale 1ဖြစ်တယ်အဲ့တော့ကိုယ် scale 1သာမရှိဘူးဟိုကောင်ကပလေးကြီးဝင်ချမှာကွာဒါကြောင့်မလို့ဟိုဘက်ကကောင်က scale မသုံးရင်ကိုယ်လည်း scale မသုံးမဲ့ရိုးရိုးတရားနဲ့စားအပေါ်ဘက်ကိုလာရင်လည်း cycle တွေရတယ်နဲ့ scale 1ဖူးကြကြွေတယ်ဆိုင်ကလောနောက်ကဦးလက်ပါလိုက်လာတာမြင်တော့ကျွန်တော်အာနေမေ ိတ်ပြီးဖောင်ပြောင်းပြီးတော့ကျွန်တော်အမှထွက်မဲ့ပေါက်ကိုကျွန်တော် K1 နဲ့တုံးပြီးတော့ထွက်တယ်ဒါပေမဲ့ဥလက်ရှိနေတော့ဥလက်ကိုဒမ်းမိအကုန်ထိရတာပေါ့နော် ီးတော့ဆက်ကလပ်ပါပြန်လဲလာဆိုစကေးမနဲ့နှကောင်လုံးအဆုံးသတ်ပေးလိုက်တယ်ဟိုဘက်ကဂျူလီယံသူ့ကောင်နေရာတာအဲ့ကောင်စပယ်မရှိတော့ဝင်ချဝင်ချလို့ပြောလို့လာမသိအဲ့ကောင်လည်းဝင်ချတာအဲ့မှာသူပြန်သေးသွားတယ်လိန်ခရီကိုသွားတော့ရှင်းပြီးကျွန်တော်ဒီခြုံထဲမှာလိန်ဖြတ်ရှင်းဖို့ကျွန်တော်ထပ်ဆောင်တယ်အဲ့မှာဂျူလီယံလိုင်းနဲ့ကျွန်တော်ခြုံဆက်လိုက်တယ်နော်လွဲသွားတယ်အဲ့ဒါကျွန်တော်လည်းမဆောင်နိုင်ရဲ့စကေးတူအာအဲ့မှာဖူးတက်ဂျူရလွဲသွားတာတကယ်တကယ်အဲ့ဒါသူထွက်သွားတာအမြင်လို့ပါသိလားသူတော်နေနဲ့နောက်ကျမှစကေးသုံးလို့ရှိရင်ကျွန်တော်စကေးဝန်နဲ့သူကသွေးရလုံးဝတသက်ဖြစ်တော့မှာဒီမှာလို့ရှိရင်သူ့ဘက်ကစကေးရရှောက်သုံးနေနဲ့ ဒါရက်နော်လာရက်တော့ကျွန်တော်လည်းအဲ့ဒါ screen full set ကျူလိုက်တယ်တခါတည်းတန်းသေးသွားပေါ့နော်ချောင်မြန်တဲ့တန်းကံမှာထင်ပြီးကျွန်တော် RD main V form တန်းပြောင်းတယ် V form ပြောင်းပြီးတော့အကောင်သူကန်တယ်ပေါ့နော်ဗန်းညက်နဲ့ကာပြီး screen full set ထပ်ကျွေးထပ်ကျွေးပြီးရတဲ့ scale 2ကုတ်တေးဦးဗျာမသေးတော့ရော့တေးပြီးဖုံးချောင်လည်းမေးပြီးဝင်လာရှုံလာနောက်လိုဖြစ်လာမယ်လူကက်ကွာကိုယ့်အကောင်နှောက်ကောင်သေးလို့တော်တော်ချိုးနေအမှနောက်ကဥလက်ကြီးရောက်လာနင်းမေးကြီးရောပဲဟေး ဟိုဘက်ကဦးလာကလာကာတော့မှန်ပါတယ်ဒါပေမဲ့လူကနဲ့ကျွန်တော်ကဒီဘက်တစ်ချက်တည်းမှာစောင့်လာတော့သူလည်းပြေးရအောင်မရှိတော့ဘူးအဲ့ဒါနဲ့သူ့ကိုကျွန်တော်စကေးမဖူးတက်ပြေးပြီးတွေးချော်တယ်အဲ့ဒါလူကကဝင်ခုတ်လဲပေါ့နော်လူကမှာကဒီမှာတာဝါချိုးလန့်ကျိုးနေပြီသူကဂျူလီယံသွားပြီးတော့ဆက်သက်တော့သူကတာဝါဒမ်းမီနဲ့ရှော့ပါတယ်ဒီနေရာကြီးကငဆားပါသီးလားစကေးဝန်းသုံးလိုက်တော့ဝေါ်ကျသွားပြီးနောက်ဆုံးဒမ်းမီဝင်မဲ့ချက်ကြမှာဒီဘက်ပြန်ကြတော့လာတော်သေးတယ်ဂျူလီယံတီပါလို့ကျွန်တော်လွဲဝိုက်နေတဲ့အဲ့နေရာအိမ်လေးပြန်ပြီးအလေလင်းကကားတိုင်းတော့အလေလင်းကိုကျွန်တော်လာကူပေးတယ်ဒီမှာစိုက်ကလော့တွေ့ရတဲ့ကျွန်တော်စကေးတူဖူးစတက်ဟာနက်မိတ်ကြီးရောဖလစ်ကဟိုဘက်ကောင်နဲ့တွေ့ရင်ပြေးမ မယ်ဆိုတာကြည့်ပဲဂိုးရိန်းနာဖြစ်တယ်ပိုးပွဲအောင်ကိုပါလို့လည်းရောက်လာပြီစိုက်ကလော့တွေရောအများကြီးပဲဒီမှာမှကိုပါလူကလည်းလာနေတော့ကျွန်တော်လည်းနည်းနည်းရှေ့တက်ဖြစ်တယ်လူကဝင်ခုတ်တိုက်ကောင်းနေခုတ်ခုတ်ခုတ်အဲဦးလည်းကြီးနောက်မှာဘတ်ဟေးဟိုမဲ့အာဒီခင်းပြီးလိုက်နေပြီဟာဒီနေရာမှာကျွန်တော်သွားချတာမဟုတ်ဘူးလူကကိုစေတာကွာအဲ့တော့မှလူကကလိုက်ချတော့ခါကျတော့ဟိုကောင်ကဒမ်မေးလောက်ပြီးတော့သေသွားတာဆက်အပေါ်ရင်းစကန်တက်ပါကြီးမဲ့ဆိုပြီးကျွန်တော်တို့အဲ့ဒီမှာလိန်နေဖြတ်ရှင်းတာဖြစ်ချင်တော့ဟိုမှာခရီးရထကောင်ကအမှလိန်ပိတ်တာ အဲ့ကျွန်တော်လည်းဩမဖြစ်သေးပါဘူးငါအောက်လိုင်းကဂျူနီယာကိုပဲသွားကားလိုက်မယ်ဆိုပြီးသွားမလို့ရှိသေးတယ်ဒီမှာခြောင်ရပလိန်ဝင်ပြီးတော့ဟိုဒါဖရန်ချောင်းဝင်ကန်တာဖရန်ကွာပဲဥပါဆိုခြောင်ပလိန်ရိုက်ခံလိုက်ရတယ်အဲ့ကျွန်တော်လည်းမထူးဘူးပို့ပို့ကျွန်တော်စကေးဝမ်းဝမ်းစတန်နဲ့ဝင်ကုတ်တယ်ဩဒီဂူလုတ်ကသွေးရစက်နဲ့ပြေးပြန်ပြီယောတေးပြီပေါ့ဟိုတီတီလျှောက်သွားနေတယ်ရီစော့ထန်းနဲ့ပြည့်နေတော့ကိုကောင်နဲ့အတင်းနေချတာချတော့ကျွန်တော်လည်းဝင်ချပြရမယ်ကွာသွေးနေနေရကောထောင်းရအောင်မြင်တော့ကျွန်တော်လည်းတေးပြီပုံနဲ့လမ်းဆော့မယ်ဆိုပြီးတော့ယောတေးပြီပုံတေးပြီပုံနဲ့လမ်းပြပြန်တဲ့စကေးလုံးနဲ့တော့ပပိမ့်မယ်ပြီးရင်စကေးမတ်စတန်နဲ့လည်းအကောင်တက်လိုက်တယ် ိုးကောင်เนี่ยလောမခေါ်ပဲတင်းရင်မှာကရောက်ဖို့ကြိုးပမ်းတယ်အဲ့ပိုပြီးခက်ခဲတာပေါ့လောခေါ်လိုက် AC မှာကတော့လင်းရရတယ်ကွာဒီကနေ့ကျွန်တော်ရဲ့မထူးဆိုပြီးကျွန်လာတဲ့ပူပူကကူပေါ့ကျွန်တော် scale 1တုံးတယ်ဒါပေမဲ့ range တူနာဆိုတော့အဲ့ကောင် damage လည်းမဝင်တော့ဘူးဒီစေးပဲလည်းမဖြစ်တော့ကျွန်တော်ကတော့တွေးရအများကြီးကုန်ပါတယ်ပြီးရလဲကျွန်တော်လည်း anti ပြုတ်ချင်တဲ့ rubber ကိုပြန်ပတ်လာပြီးကျွန်တော်တွေးပြန်ဖြည့်တယ်အဲ့အချိန်မှာပဲကျွန်တော်မထင်မှတ်တာဒီမှာဒီ grand ja triple k mini ရဲ့စားပိပါရသွားတယ်ဗျာ play ဘာမှမဝင်နဲ့ဟိုဘက်ကလည်းကုန်သေးပါဆိုတော့ကျွန်တော်လည်း b form ပြောင်းပြီးအဲ့ဒါ tower အတင်းသွားချိုးလိုက်တယ် ီနေ့ဗီဒီယိုလောက်ပါပဲနောက်နေ့ဗီဒီယိုမှာထပ်ပြီးတွေ့ကြပါမယ်နောက်ဆုံးမှအိမ်ပန်ဗီဒီယိုလေးပါမလို့ဘယ်သားတွေနဲ့စောင့်အောင်ကြည့်ပေးကြပါအောင်အားလုံးပဲဘိုင်ဘိုင်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတွေ့ကြမယ်ခုလာနေ even တော့ brother ကိုလည်းတီးပြီးလာပါပြီ။ဘာလို့ဆိုဒီ even လာတာနှစ်ပတ်လောက်ရှိပြီကွာ။နှစ်ပတ်လောက်အမ်မကတော့မကတော့တော့ထားပါ။ခုကတော့ तू က new skin နေနဲ့ ever legend ပါလာတယ်။ပြီးလို့ရှိရင်လည်း तू က ော်စတာမော်စကိုတွေအော်စတာဟနာဘီပါညာအကုန်ထည့်ပေးတယ်ဒီမှာဆိုလို့ရင်ဝက်စကောဖောက်လို့ရှိရင်လည်းဒီမှာ point 1950 500 400 200ဆိုပြီး तू ကရမဲ့စကင်နဲ့တတ်မှတ်ချက်တွေလည်းအများကြီးရှိရကွာဒါကတော့ तू က point 1000ရောက်မှရောက်အောင်ရင်လို့ကွာ point 1000ရောက်လို့ရှိရင် तू ကအဲ့လိုမျိုးစကင်ကောင်းတာပို့ပြီးများများရနိုင်ဒီမှာဆိုလို့ရင် lucky ပေါင်းနဲ့ collector နောက်ကောင်တွေကတကောင်မရမှာကွာ daily discount နဲ့ဖောက်မယ်ဆိုရင်တော့တစ်ချိန်ရောသူက100ကျတင်မယ်စား90ပဲကျတင်မယ်ဒါပေမဲ့10ဆိုရင်တော့ diamond 1000အောင်စပြီးတော့လှည့်ရမယ် ဒီမှာဆိုလို့ရှိရင်တော့ကိုအချင်းလို့ရနိုင်မယ့် skin လေးကျွန်တော်ပါဆိုရင်တော့ coin 1000ရောရှိရဲအဲ့ဒါ alpha legend လဲမှာအဲ့ဒါစုတာလား brother အနေနဲ့လူ1000မှာတယောက်လောက်ပဲကန်အောင်နိုင်တဲ့ skin လေးကျွန်တော်ပြတယ်လက်အနေနဲ့ပေါက်မဲ့ဟာကြီးကွာဒီမှာဆိုရင် alpha legend ပေါက်နိုင်တယ် kunin legend hanabi all star moscow all star ဒီမှာ collector တွေနဲ့ lucky box skin တွေလည်းပေါက်နိုင်တယ်ပြီးလို့ရှိရင် epic တွေလည်းပေါက်နိုင်တယ်ဒီ atomic skin တွေလည်းပေါက်နိုင်တယ် amwa stan အဲ့ဒါတွေလည်းပေါက်နိုင်တယ်ဒါတော့လုံးဝကန်ကောင်းဆုံးကမှာကန်ကောင်းဆုံးလူတွေဒီနောက်ပြမဲ့ဟာကြီးကတော့လုံးဝကန်အသင့်အင့်ရှိုံနဲ့ပေါက်နိုင်တယ်ကွာ normal skin နဲ့ elite skin နဲ့ special skin ကတော့လူတိုင်းပေါ့နိုင်တယ်။ကဲဒါဆိုလို့ရှိရင် FR Legend skin အသစ်ကြီးက velocity လှတယ်ဆိုတော့ကျွန်တော်တို့တို့သွားကြည့်လိုက်အောင်။